အမေရိကန်အစိုးရရဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပဒေပြင်ဆင်ချက်တွေကြောင့် DV လို့ခေါ်ဆိုကြတဲ့ diversity visa မပြောက်တဲ့သူတွေကလည်းအမေရိကန်နိုင်ငံနဲ့ဝင်ရောက်ခွင့်နဲ့နေထိုင်ခွင့်ရရှိရမှာမဟုတ်ဘူးလို့သိရပါတယ်။အမေရိကန်သမ္မတအိမ်တော်ရဲ့သတင်းထုတ်ပြန်ရေးအရာရှိကာရိုလိုင်းလီယာဖေ့စ်က DV ကစာမဲပောက်ထားပြီးအမေရိကန်နိုင်ငံနဲ့ဝင်ရောက်ဖို့နဲ့နေထိုင်ခွင့်ရဖို့အတွက်ဆက်ဆံနေသူတွေကိုအဆိုပါခွင့်ရေးတွေမပေးဘဲနဲ့ရာယီဆိုင်ရလိုက်ကြောင်းအမေရိကန်နိုင်ငံနဲ့ကိုရောက်ရှိနေတဲ့သူတွေအနေနဲ့လည်းသက်ဆိုင်ရာကိုကြောင်းကြပြီးမိမိအသီးစိမ်နဲ့မိမိအမေရိကန်နိုင်ငံတွေကနေပြန် န်တစ်ခွာမှဖြစ်တယ်လို့ပြောကြခဲ့တာပါအမေရိကန်နိုင်ငံထဲကိုရောက်ရှိပြီးနေထိုင်ခွင့်ရဖို့အတွက်ဆောက်ဆိုင်နေသူတွေအနေနဲ့ကိုအသိစိတ်နဲ့ကိုအမေရိကန်နိုင်ငံထဲကပြန်လည်ထွက်ခွာရမယ်မလို့ဟူဆိုရင်ပြင်းထန်တဲ့ငွေတန်တွေရှာမှတ်ခံရမှာဖြစ်တယ်လို့အမေရိကန်နိုင်ငံထဲကိုဝင်ရောက်ခွင့်ရတတ်ပတ်ပိတ်ပင်ခံရမှာဖြစ်ပါတယ်တခြားနေထိုင်ခွင့်မျိုးစားတွေကိုလည်းအလားတူကန့်သတ်ချက်တွေလောက်ဆောင်မှုအတွက်စစ်စင်နေရလို့သိရပါတယ်